အကိုရေးတဲ့ညီမကိုလည်းပြန်ပေးပါတဲ့ညီမအိမ်အောင်တက်တန်း၁၇နှစ်ရှိပါပြီတဲ့တားလေးတစ်ယောက်ရှိပါတယ်တဲ့သူ့ပုံမှာမဖောက်ပြန်ခဲ့ဘူးပါဘူးတခါမှတဲ့အဲ့တော့ သူကြတော့ဖောက်ပြန်နေတာ၄ယောက်ရှိနေပါပြီတဲ့ညီမကသားလေးကိုအရန်တနာတယ်ခံစားရတယ်တဲ့ကွာရှင်းခိုင်းပြန်တော့လဲမကွာပေးဘူးလို့ပြောထားတာဖြစ်ပါတယ်အဲ့တော့အမျိုးသမီးများစုအနေနဲ့ကျွန်တော်တို့အခုလိုမျိုးလေးဖြစ်လာပြီဆိုရင်ရဲရစ်ပါပြက်သားပါတတ်သိရှိပါဘလို့ဖြေရှင်းရမယ်ဆိုတော့ကျွန်တော်မပြောဘူးအဲ့တော့ကျွန်တော်တို့ဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်မယ်အဲ့တော့ရှင်းနေကကျွန်တော်တို့ဘလို့မျိုးဒီလိုမျိုးတလင်တမားစနစ်မှာဘလောက်ထိကျွန်တော်ပုံမှန်ရှိတယ်ဆိုတော့အတူတူကျွန်တော်တို့ကြည့်ကြရအောင်ခင်ဗျာတလင်တမားစနစ်ကျင်သုံးခြင်းဆိုင်ရာဥပဒေရဲ့ပုံမှန်ဆက်ခွန်မှာ ဘယ်လိုပြတ်ထန်းထားသလဲဆိုရင်မိသူမဆိုဥပရိတရရရဖြစ်စီကိုကိုွယ်ရပါသာရဖြစ်စီဒလိထုံးဆန်ရဖြစ်စီထိမ်းမြားပြီးသောယောက်ျားသို့မဟုတ်မိန်းမတူဦးသည်အဆိုပါထိမ်းမြားမှုအတီဖြစ်နေစဉ်ယင်းထိမ်းမြားမှုကိုထိန်ချန်၍အခြားယောက်ျားသို့မဟုတ်မိန်းမတူကိုထပ်မံထိမ်းမြားပါကစနစ်ထက်မပိုသော ထောင်တန်းချမှတ်ရမည်ဖြင့်ငွေတန်လဲချမှတ်နိုင်သည်လို့ပြတ်ထန်းထားပါသည် ဲ့တော့ပုံမှန်ဆက်ခွန်ရဲ့ပြဋ္ဌာန်းချက်ကမြည်သူမဆိုးပေါ့နော်ထိမ်းမြမှုအတီးဖြစ်နေစင်မှာအဲ့ဒီထိမ်းမြမှုကို ထိန်ချံပြီးတော့ထပ်မံထိမ်းမြလက်ထပ်ခဲ့မယ်ဆိုလို့ရှိရင်သူ့ကိုထောင်တန်ပေါ့နော်10နှစ်ထပ်မပိုတော့ထောင်တန်ချမှတ်နိုင်တဲ့ပြင်ငွေတန်လည်းချမှတ်နိုင်တယ်လို့ပြဋ္ဌာန်းထားပါတယ်တမအပြစ်ဆိုလို့ရှိရင်ရိုးရိုးထပ်မှန်ထိမ်းမြရင်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်း လင်မယားဖြစ်တရားမဝင်နေထိုင်ပေါင်းသိနေဆိုလို့ရှိရင် ပုံမှန်73အရာ9နှစ်ထပ်မပူသော ထောင်တန်းကိုသာလင်ချမှတ်နိုင်မှာဖြစ်တော်လဲပဲထိန်ချံပြီးတော့ထပ်မံထိန်များခဲ့တာဆိုလို့ရှိရင်ပုံမှန်79အရာပေါ့နော်10နှစ်ထပ်မပူသောထောင်တန်းကို ချမှတ်ရမယ်အပြင်ငွေတန်လည်းချမှတ်နိုင်သည်ဆိုတော့ပြစ်ဒဏ်ကိုတိုးမြင့်ထားခြင်းဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ထိန်ချံပြီးတော့ထိန်များလက်ထပ်တာက ပို့ပြီးတော့မှပြစ်မှုကြီးပါတယ် ဆက်လက်ပြီးတော့ပုံမှန်ဆက်ရှမှာဘယ်လိုပြဋ္ဌာန်းထားသလဲဆိုရင်မြည်သူမဆိုဥပရိတရရရဖြစ်စီကိုးကွယ်ရပါတာအရာဖြစ်စီဓလိထုံးစံအရာဖြစ်စီထိမ်းများပြီးတော့ယောက်ျားသို့မဟုတ်မိမတူဦးသည်အဆိုပါထိမ်းများမှုအတီဖြစ်နေစဉ်ယင်းထိမ်းများမှုကိုထိန်ချံ၍အခြားယောက်ျားသို့မဟုတ်မိမတူဦးကိုထမှန်ထိမ်းများပါကား နိနာသူသည်တေမအကြောင်းအရာတရားဆွဲဆိုခွင့်ရှိသည်လို့ပြဋ္ဌာန်းထားပါတယ်။ပုံမှန်၁၈ရဲ့ပြဋ္ဌာန်းချက်ကတော့အဲ့လိုထိန်ချန်ပြီးတော့ထိမ့်မြလက်ထပ်ခံရတဲ့အတွက်နိနာသူဟာတေမအကြောင်းအရာပေါ့နော်နိနာကြီးရောကြီးတောင်းနိုင်တယ်လို့လမ်းဖွင့်ထားခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဒီဆွေးနွေးမျှဝေမှုကိုအနှစ်ချုပ်ရမယ်ဆိုလို့ရှိရင်တလင်တမယစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေမှာထိန်ချန်ပြီးတော့ထိမ့်မြလက်ထပ်မှုအတွက် ပြစ်ဒဏ်၂ရက်ကိုသတ်မှတ်ထားတယ်ပေါ့နော်ပထမပြစ်ဒဏ်ကတော့ရာဇဝတ်မှုဖြစ်ပြီးတော့မှ ထောင်ဒဏ်အနေနဲ့ဆိုရင်၁နှစ်ထပ်မပိုသော ထောင်ဒဏ်ကိုချမှတ်အမည်ဖြင့်ငွေဒဏ်လည်းချမှတ်နိုင်ပါတယ်ဒုတိယပြစ်ဒဏ်ကတော့တရားမှကြောင်းအရာပေါ့နော်တရားမှကြောင်းအရာတရားဆွဲဆိုပြီးတော့နင့်နာသူဟာနင့်နာကြီးတို့ယောကြီးတို့ကိုတောက်ခံနိုင်မှာပဲဖြစ်ပါတယ်နောက်တစ်ပိုင်းမှာတော့ကျွန်တော်သက်ဆိုင်ရာခေါင်းစဉ်လေးတည့်ရက်နဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားပါမယ် ဒီဗီဒီယိုလေးကိုကြည့်ရှုခဲ့တဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။